ဒီကနေ့မှာတော့တနိုင်ကန်လုံးစိတ်သေးကနေလုံးဝလူတယောက်ကိုအတိတပြစ်ခြင်းစိတ်ပေါလောက်အောင်ကိုဖြစ်သွားခဲ့တဲ့ဖြစ်အကြီးဖြစ်ပွားခဲ့တာပါအဲ့ဒါကတော့ရှေးတကုံစီရီတော်ဖျားပေါ်မှာတေးပေါက်တဲ့ကိစ္စပါနော်ပေါက်စရာရှားလို့ဗျာရှေးတကုံစီရီတော်ဖျားတလောက်တကိုးကြီးတဲ့ဖျားပေါ်မှာသွားပေါက်ရလေသလားအဲ့ဒီကောင်ကိုသွားရောက်စစ်ဆေးကြည့်တော့ ုဒ္ဓဘာသာမြန်မာလူမျိုးစစ်စစ်ပါတဲ့ဗျာနော်ဘလောက်ထိထိမိုင်းရင်လေးကြည့်နော်ကို့ဘာသာဝင်တဲကပဲကို့လူမျိုးတဲကပဲနော်ဒီလူမျိုးလှုပ်လိုက်တာဘလောက်ထိထိမိုင်းရင်တလဲကွာနော်မြန်မာနိုင်ငံမှာတော့တော်တော်လေးကိုစင်ကြင်မှုကောင်းနေပြီနော်ဟိုအလုံးလေးနော်ဒီနေ့အတော်တွေ့မှာမြန်မာနိုင်ငံမှာနော်ဟိုရှောက်မကောင်းနေရပဲဖြစ်နေရနော်အနာသိနေပြီးတော့အငလင်းလှုပ်တယ်နော်တဘောပြင်းနေ နော်မုံတိုင်းရေကြီးနော်ခဏခဏလာတယ်နော်ကျွန်တော်မြန်မာပြည်သူပြည်သားတွေစဉ်းစားစရာဖြစ်နေပြီနော်ခုနေ့ကလည်းနော်စင်ကာပူနိုင်ငံမှာရထားပေါ်မှာမြန်မာမျိုးသမီးနဲ့မြန်မာမျိုးသားနော်အဒီကောင်လေးကလည်းနော်ဒီမြန်မာနိုင်ငံမှာမိမနဲ့ကလေးရှိတယ်နော်ရထားပေါ်မှာနှိုက်နေကြတာနော်ဟုတ်ဘလောက်တဲ့ဒီမိုင်းရင်းလေးကြီးเนาะနိုင်ငံတကာမှာရောเนาะကမ္ဘာမှာရောနိုင်ငံတွင်းမှာရောအခုလိုမျိုးเนาะဟိုဘလို့ပြောရမလဲတကယ့်ကိုယွန်းစရာလုံရတယ်ပဲလုံနေကြဖြစ်တယ်เนาะ ဆိုတော့တော်တော်လေးကိုစဉ်းကျင်မှုကောင်းနေပြီဟုတ်လေဒါဘယ်လိုပြောမလဲเนาะရှီဒီကွန်စီရိုပြတ်မှသေးလာပေါက်တယ်เนาะဒီနေ့ထဲမှာပဲရှီဒီကွန်စီရိုတို့ဖျားရင်ပြမှာဖနက်နဲ့လာစီးတဲ့ကောင်းမလေးရှိတယ်เนาะဘုံမှုရဲ့ဒါမိမလိုချားတယ်เนาะဆိုတော့အခုเนาะသေးလာပေါက်ပြန်ပြီတော်တော်လေးကိုမယိုင်းနေဗျာเนาะယင်းထဲမှာหนีလို့ထိုင်လို့မကောင်းဘူးเนาะ